ဇလေးတော်လိုင်းကြီးပဲအစ်စ်ကြီးရောက်ပြီလဲစကားစဘက်ကနေရွေးကောက်ပွဲပြီးသွားရင်တချို့တော့ဝတ်တော့လူတွေအဲသွားနိုင်တယ်စကားစအောက်သွားနိုင်တယ်ကျွန်တော်ကူပင်လဲလွန်ခဲ့သောနှစ်လလောက်ကနော်စကားစရွေးကောက်ပွဲမလုပ်ခင်ကပင် ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့တော့ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါလဲစဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူက စကားစားနဲ့ပူပေါင်းပါဆောင်းစကားစကားစကားမပါဗျာအခုစကားမပါစစ်ကောမရှင်စစ်ကောမရှင်ကနေပြီးအစိုးရတရားဖြစ်သွားလို့ရှိရှင်ငင်းငင်းရေးယူကြပါလို့စိတ်ဝင်လာဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းရေးဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့ဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေသမျှကာလနော်နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုရှိနေတဲ့များကာလာပတ်လုံးအဲ့နောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေတဲ့များကာလာပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမလူရဝင်တော့မဟုတ်ဘူး။ဒါဆိုဒီနောက်ချက်ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲ့ဥပဒေဒီတက်လာတဲ့များအစိုးရလုံးချင်နိုင်လို့လို့ရတဲ့မူဝါဒတွေပါတယ်။ ေချာလေးလာဖို့တော့လိုတယ်ကျွန်တော်အားရအားလို့ကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်အဲနောက်နောက်ကျွန်တော်လိုက်လွင့်တဲ့အခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ခတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်အဲကျွန်တော်ရွေးကောက်ပွဲကိုနီးမျိုးစုံနဲ့တိုက်ခတ်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာโอเคဟုတ်ပြီအဲ့ဒီကြာရင်တရွာနဲ့တရွာမသွားဘူးကွာငါတို့ရွာတွေကနေရွာပြင်မထွက်ဘူးကွာတော့ PTF တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုရွာတွေကိုမထွက်ခိုင်းဘူးကွာရွာတွေကိုတလားတော့မင်းရွာလည်းငါမလာဘူးငါရွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်လောက်ပေါ့ကွာအဲ့ရွေးကောက်ပွဲကလာတစ်ဖက်လောက်ကိုလူလူကအတန်တိတ်တပိတ်တွေလောက်ပါမယ် လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မဲ့တပ်ပင်းတွေလဲတဲ့လဲမဲ့လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုပ်တင်လောက်ရမယ်ကျွန်တော်တို့မှာလမ်းနဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်ကျွန်တော်တို့စာတန်းတွေရေးဆွဲတင်ရေးဆွဲရမယ်ဒါကကျွန်တော်တို့ရဲ့လောက်ကမဲ့အစင်တန်းအဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလုပ်လာလဲဆိုရင်ပျော်ပွဲရှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့အားလုံးကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုရအောင်။ ီသူလူတို့အားနာပါပြည်တွင်းကလူတွေထမင်းကနေကြပြီမိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ဝေဝဲကြုံတွေပဲပြောရမှာပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေပြည်ပမှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတင်နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးချင်တယ်မင်းတို့မချက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ယောက်လေးထောင်လိုက်အရေးတော်ပုံအောင်အမ်းမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက်ပြည်သူလူထုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတန်ရပါအကျေစုပြုပြီးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ ရွေးကောက်ပွဲပြီးရင် NUG အုပ်စုဘက်ကပတ်ပြောင်းသွားနိုင်တဲ့အခြေအနေနဲ့ယခုလက်ရှိဒေါ်လာရေးရေးချိန်တွေကိုရဲဘော်နိုင်နိုင်အောင်ကတုံးသက်ပြသွားသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာပါနေတဲ့အခင်းချင်းတွေမှာပြည်သူတွေအားလုံးကမျက်စိလဲလဲနေမှာအဲမှားကျင်လဲမှားနေပါဘောနော်ကျွန်တော်တို့ဒီဒီအခုကျွန်တော်တို့12လပိုင်းမှာဆိုရင်12လပိုင်းမှာဆိုရှင်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ် ော်ထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာလိုက်မယ်နော်မိကလည်းတားဖို့လို့မရဘူးအဲထူးခြားတဲ့အခြေအနေတစ်ခုကိုရောက်လာတော့မယ်ဆိုတာကအဲကျွန်တော်တို့တိုင်းရင်းသားဒေသအချို့ပြည်နယ်တွေကအဲသူတို့လွတ်မြောက်ခွင့်ပေါ့နော်သူတို့ကတရားဝင်မှုကိုကျင်ညာမယ်အခုရခိုင်ဆိုလို့ရှိရင်အဲတိုက်ပြီးတော့မှကျင်ညာတာကျင်ညာမယ်ပုံစံပေါ့တချို့အဲပြည်နယ်တွေကတော့မတိုက်ဘဲနဲ့ကျင်ညာမယ်ကျွန်တော်ပြောတာကိုနည်းနည်းသဘောပေါက်မယ်လို့ယူဆပါတယ်အဲကျွန်တော်တို့တိုင်းရင်းသားဒေသတွေမှာကိုပိုင်းနေမြေ အဲကိုပိုင်းပြည်နယ်တွေအဲကိုပိုင်းလွတ်လပ်ခွင့်တွေတည်ထောင်ဖို့အတွက်ကိုအဲဒီကျွန်တော်တို့ဒီစကားစရွေးကောက်ပွဲမတိုင်ခင်မှာအဲထူးခြားတာလေးတွေလာလိုက်မယ်เนาะဒါကျွန်တော်ကြိုပြီးတော့နည်းနည်းမစိတ်ပို့ပေးတာเนาะအဲ့တော့ကြိုပြီးတော့မစိတ်ပို့ပေးတာဖြစ်တဲ့အတွက်အကျိုးပြီးတော့မဆိုင်ပို့ပေးတာဖြစ်တဲ့အတွက်တချို့ကလည်းကျွန်တော်ကိုမေးကြမယ်ကျွန်တော်တို့ဒီတော်လိုင်းကြီးအကြာနေတဲ့အကြောင်းချင်းတွေအဲယနေ့တော်လိုင်းကြီးကနောက်ထပ်ထပ်ကြာနိုင်တဲ့အခြေအနေတွေပေါ့ဒါတွေကိုကျွန်တော်တို့က အကျိုးမြင်လဲကျိုးလဲတည်နေတယ်အများနဲ့ကျွန်တော်ပြောခဲ့တယ်နိုင်ငံရေးလှုပ်ရှားမှုတွေခြေထိုးမှုတွေတယောက်နဲ့တယောက်နဲ့ဖော်ခဲ့တဲ့ကိစ္စတွေဖော်မဲ့ကိစ္စတွေသူတို့ချင်းချင်းရှားမှရှိရပြဿနာတွေတပုံကြီးလောက်မှာအဲ့တပုံကြီးလောက်မှာအဲ့တော့ကျွန်တော်တို့တချို့ကလည်းမေးတယ်အမင်းတို့ဘာလုပ်နေလဲပေါ့တချို့ကကြတော့လည်းပြောတယ်အမင်းဘာမှမလုပ်ဘဲနဲ့ပေါ့ကျွန်တော်တို့ဘာလို့ချင်းမလို့ချင်းကျွန်တော်တို့ဘယ်လိုနေထိုင်ချင်းမနေနိုင်ချင်းကအဓိကမကြောက်ဘူးပြည်သူလူထုမညံ့မှုတော့ကျွန်တော်တို့ကအများအားဖြင့်ကြောက်ကြနေရခြင်းဖြစ်တယ်အဲ့တော့ဆက်ဖြစ်လာမယ့်အခြေအနေတွေဘာဖြစ်မလဲ ကျွန်တော်ရွေးကောက်ပွဲကိစ္စကိုအဲကျွန်တော်တို့ကစဉ်းစားတယ်အဲကျွန်တော်သက်ဆိုင်ရာထိ ंछ ုံနေမြေဒီမှာရှိနေတဲ့ခြေရွာတွေအားလုံးအဲ့ရွာနဲ့နှီးစက်တဲ့လူတွေအားလုံးဒီဇင်ဘာလမှာရွေးပြီးတော့ရွေးကောက်ပွဲကိုစကားစအခုကစကားမှဖြစ်သွားပြီပေါ့စစ်ကော်မရှင်ဒါဖြစ်လို့ရွေးချယ်ပြီးလုပ်လဲဆိုရင်ကျွန်တော်တို့ဒီတရင်ကျွတ်ပြီးစီရင်တောင်းတောင်းနိုင်ပေါ့နော်ဗမာလူစုတောင်းနိုင်အဲစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာပေါ့ဘာလေးပါလို့ခေါ်တယ်အဲဘာလေးပါဆိုတာမြန်မာနိုင်ငံမှာဖြစ်နေတဲ့စီရေးနိုင်ငံရေးပြည်ပခါတွေအများနဲ့ဖြစ်တဲ့လာရာတွေဖြစ်တယ် အဲ့တော့ကျွန်တော်တို့ပြောတော့ခဲ့တယ်လို့ပဲအေဘယ်ပရမအပတ်တီကျွန်တော်တို့ကစောက်ကြည့်ပါဆိုတာအဲ့ဒါကိုပြောတာပါ။နောက်ပြည်သူတွေအားမငယ်ဘူး။မြေပြင်ကိုတိုက်ရိုက်လှူဖို့မြေပြင်နဲ့တိုက်ရိုက်ချီတွေ့နိုင်ဖို့အမတန်ရေးကြီးပါတယ်။ဒီအချိန်မှာပို့ပြီးတော့အရေးကြီးတယ်။2021ကထက်ပို့ပြီးအရေးကြီးတဲ့အခန်းကဏ္ဍကိုရောက်လာပြီ။အဲ့တော့ဒီဇင်ဘာလမှာဘာဖြစ်လို့ရေကောက်ပွဲကိုလှုပ်လဲဆိုလို့ရှိရင်ဒီဇင်ဘာလကသူတို့ရဲ့လူလူလမ်းလျှောက်ပွဲတွေအဲလူလူလမ်းလျှောက်ပွဲတွေအဲသူတို့လှုပ်မယ်။အဲသူတို့ အားစကားပွဲတွေလုပ်မယ်လူတို့ကိုစီကားအောင်လမ်းပေါ်ကိုခေါ်တင်မယ်အဲကြောကျွန်တော် live လွှင့်တယ်နော် okay okay တောင်းနေပြန်ခေါ်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီလူမှုတွေကိုလှည့်စားမှုစီမံချက်လို့ခေါ်တယ်စီရေးရောနိုင်ငံရေးရောဒါလှည့်စားမှုစီမံချက်ထဲမှာပါတဲ့စီမံချက်နဲ့ဆက်ကဆက်ကနေပြီးတော့ရွေးကောက်ပွဲရွေးလို့တာအဲ့လောက်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပြည်တွင်းမှာရှိတဲ့ပြည်သူလူထုကဘာကိုသတိထားရမလဲဆိုတော့ဘာကိုသတိထားရမလဲဆိုတော့ အဲ့တော့ဘာကိုသတိထားရမလဲဆိုတော့အဓိကကျွန်တော်တို့ကလူလူစီကားတဲ့နေရာတွေကိုကျွန်တော်တို့ကမပွားဘူးပြီးတော့အဲ့ဒီရွေးကောက်ပွဲကိုဘယ်လိုဆန့်ကျင်ရမလဲဆိုတဲ့ကိစ္စရွေးကောက်ရွေးကောက်ပွဲဆန့်ကျင်တယ်လို့လည်းလေအဲကျွန်တော်တို့ဒီဘက်မှာအဲတိုင်းသားတွေဘက်မှာအပြော့လိုင်းတွေအမာလိုင်းတွေတွားတာရှိတယ်အဲ့ဒီမှာရှုပ်ရှုပ်ထွေးထွေးနဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေလည်းရှိတယ်တချို့ကတော့အမြင်ပဲအဲဟိုလူတွေကတော့ဘယ်လိုဖြစ်လဲဒီလူတွေကဘယ်လိုဖြစ်လဲကျွန်တော်တို့မှာအားနည်းချက်အားသာချက်ဆိုတာရှိတယ်တချို့နေရာတွေမှာကျွန်တော်တို့ကရန်သူနှစ်ဖက်မွေးလို့မရတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကအလျှော်ပေးဆက်ဆံရတာတွေရှိတယ်ဒါပေမဲ့ဒီဒီလက်ရှိရှိနေတဲ့ စနစ်ဆိုးအောက်ကကျွန်တော်တို့ယုံထွက်ဖို့ဆိုရင်ကျွန်တော်တို့စိတ်ရှိဖို့လိုရတယ်ကျွန်တော်ပြောတဲ့တော်လိုင်းကြီးကတမာတိအားကောင်းတယ်စိတ်ရှိမှရမယ်ဆိုတဲ့ဟာကိုကျွန်တော်အများနဲ့ပြောလို့ရှိတယ်။အဲ့တော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုလော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 နဲ့လုပ်တဲ့ကိစ္စမှာအာကျွန်တော်တို့မှားခဲ့ပြီးပါပြီအများကြီး။လက်ရှိကျွန်တော်တို့ဒီ UNG အစိုးရလက်ရှိဖြစ်ပေါ်နေတဲ့အချက်တွေကဘာလဲဆိုတော့နိုင်ငံရေးတိုက်ခါမဲ့မှုနဲ့နိုင်ငံရေးကိုတိစ္ဆာမရှိမှုကြောင့်ယနေ့ကာလမှာအခက်အခဲချက်တွေကိုရောက်နေတာ။ သူတို့ရှင်မှာနိုင်ငံရေးမှုနိုင်ငံရေးစံနိုင်ငံရေးစံနှုံးအတိုင်းကိုသူတို့လိုက်နာနိုင်မှုလှုပ်ဆောင်နိုင်မှုအတွက်သူတို့မှာလုံးဝကိုအင်အားမရှိတဲ့ပြဿနာဖြစ်နေတယ်အဲ့တော့သူတို့ကကချင်ဘက်မှာလည်းဆွေးနွေးလိုက်ကရင်ဘက်မှာဆွေးနွေးလိုက်တချို့ကျွန်တော်တို့ကတော့ဒီတောင်ပိုင်းမှာနေတဲ့ခါကျတော့တောင်ပိုင်းမှာတချို့ဆွဆွဲတာရှိတယ်တခိုးတွေလက်သက်ခံမလားဘာလားညာလားပေါ့အဲ့တော့ကျွန်တော်တို့က UNG နဲ့နိုင်ငံရေးအရာဆွေးနွေးတာစီးရေးအရာဆွေးနွေးတာမဟုတ်ဘူးကျွန်တော်တို့က MOD မှာရှိနေတဲ့ PDF တွေနဲ့ PDF ခေါင်းဆောင်ပိုင်းတွေနဲ့စီးရေးအရာဆွေးနွေးတာနိုင်ငံရေးအရာဆွေးနွေးတာမဟုတ်ဘူးကျွန်တော်တို့ကစီးရေးနဲ့နိုင်ငံရေးကိုတချို့ရောချနေကြတယ်ကျွန်တော်တို့တွေ့ရတယ် ဲ့တော့စီးရေးဆိုတာဘယ်လိုဟာလဲနိုင်ငံရေးဆိုတာဘယ်လိုဟာလဲဆိုတော့လေကျွန်တော်တို့ပြည်သူတွေကထိုက်တဲ့လောက်နားလဲတိထားဖို့တော့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ပြည်သူတာအဓိကဆိုတာဘာကြောက်ပြောရတယ်ဆိုတော့ဒီစကားဆရဲ့ရွေးကောက်ပွဲပြီးသွားရင်စကားဆရွေးကောက်ပွဲကိုမဖြစ်မလို့လောက်ပါဘာလို့လဲဆိုတော့ဒီဇင်ဘာကာလမှာအကြောင်းပိတ်ရာဒီရောက်မဲ့အချိန်အားစကားပွဲတွေစာတင်ကြောင်းတွေမှာအားစကားပွဲတွေလုပ်မယ်လမ်းပေါ်မှာလူလူလမ်းလျှောက်ပွဲတွေလုပ်မယ်ရက်ကွက်ထဲမှာစီကောင်းကိုလုပ်မယ်အဲ့တော့အဲ့ဒီကိစ္စတွေကိုသူကရွေးချယ်ပြီးတော့လုပ်နေတဲ့ပြဿနာတွေဆိုတော့ကျွန်တော်တို့ပြည်သူလူထုကလည်းမအားဖို့အရေးကြီးတယ် ျွန်တော်တို့တွေကအကြောက်တရားတွေနဲ့တအိမ်တယောက်မဖြစ်မနေရထွက်ကမယ်တအိမ်တယောက်မဖြစ်မနေသွားရမယ်ဆိုတဲ့ကိစ္စကြီးပေါ်လာပြီဆိုရင်ကျွန်တော်တို့မှာရွေးချယ်မှုခက်ခဲအောင်စကားစားဘက်ကလုပ်ထားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိနေတဲ့ထောင်ပေါင်း58000ရှိတယ်။58000မှာကျွန်တော်တို့လူကြီးစက်ဝင်ဥကြီးကအဲကျွန်တော်တို့3,200လောက်ပဲစက်လို့ရတယ် အဲ3သိန်း1000ဆိုတော့တော့အပြည့်အဝဆောင်းလို့မရနေရမျိုးတချို့အိမ့်စိန်ထောင်ဆိုလို့ရှိရင်အဲ1000လောက်ပေါ့နော်အခုလောက်ဆို1000လောက်ကြီးထားတယ်အမှန်မှန်စောင့်ဝင်ဦးရ9000ကျော်ပဲအဲ့ကကြီးထောင်ပေါ့မြန်မာနိုင်ငံကဘူအောက်ပမာပြီးဘူအချင်းထောင်ဘူအချင်းထောင်မှာ9000နဲ့800လောက်ပဲလက်ခံတဲ့ထောင်မှာ1000လောက်ထားလာတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုဘူထောင်မှာတော့မှဟိုတောင်းနဲ့ချီပြီးတော့ကြော်ပြီးတော့ထားတယ်ဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားရမှာက 58000ဆိုလို့ရှိရင်ကျွန်တော်တို့က9သိန်းပဲထားအောင်မြန်မာနိုင်ငံမှာလူကြီးတန်းတန်းလောက်မဆန့်ပါဘူးအဲ့တော့ပြည်သူလူထုကလည်းရဲရဲရင်ရင်နဲ့ရင်ဆိုင်တက်ဖို့တော့အမှန်တန်ရေးကြည့်တယ်တမိုင်းတရားခံဆိုတာကစကားဆိုင်ရဲ့ရွေးကောက်ပွဲအထူးကဖြစ်နေတယ်ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်အခုလက်ရှိပြောချင်တာကအဲတောင်ပိုင်းမှာဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကစီးရေးနိုင်ငံရေးကိုကျွန်တော်တို့ကခွဲခြားသိမြင်တက်ဖို့လိုတယ်အဲကျွန်တော်တို့မှာအစစ်အစစ်ဖြစ်သေးတဲ့အချိန်မှာကျွန်တော်တို့မှာရန်သူနှစ်ပေါင်း80အဲကျွန်တော်တို့ကိုအုပ်ချုပ်လာတဲ့ဂျန်သူကမျိုးစုံပြည်ရဲ့မျိုးစုံတန်တမာမျိုးစုံနဲ့ထိုးလိုက်တာရှိတယ်။အဲတော့ကျွန်တော်တို့အဓိကက အဲဒီလက်ရှိသွားနေတဲ့စည်ရေးနိုင်ငံကြီးကိုတချို့ကကျွန်တော်တို့မေးတာညအားကြီးမေးတယ်ဒါတွေဘယ်လိုဖြစ်သွားတာလဲ BGA တွေ PC တွေ DGB တွေကဘယ်လိုဖြစ်လို့ပေါင်းသွားတာလဲကျွန်တော်ပြောပြမယ်တာဝန်ခံအဆင့်နဲ့အုပ်ချုပ်သူအဆင့်ဆိုတာတော့နားလည်ဖို့လိုတယ်တာဝန်ခံအဆင့်လောက်နဲ့လက်မှတ်ထိုးလိုက်တဲ့ကိစ္စမှာအဲကျွန်တော်တို့ကဆုံးမပြောသလိုဟိုရက်ကွက်တစ်ခုမှာဗျာဟိုယာယီမှုကလက်မှတ်ထိုးလိုက်တဲ့ကိစ္စဥက္ကဋ္ဌမပြီးဘူးဗျဥက္ကဋ္ဌမှာညှိမှိုင်ခွင့်ရှိတယ်ဥက္ကဋ္ဌကလက်မှတ်ထိုးလိုက်ရင်လည်းယာယီမှုကလိုင်းနာစရာမလိုဘူး ကျွန်တော်ပြောတဲ့အကြံပြင်းပေါ့နော်ဆိုတော့ပြောသလိုအရာမူအစ်လောက်ကလက်မှတ်ထိုးလိုက်တဲ့ကိစ္စကိုကျွန်တော်တို့ဥက္ကဋ္ဌတိသွားပြီးဆဲနေတဲ့လူတွေရှိတယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အရာမူနဲ့ဥက္ကဋ္ဌဆိုတာကိုလည်းခွဲတက်ဖို့လိုတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ကအရာမူသဘောတူလိုက်တဲ့ကိစ္စကိုဒါအခုကကအရာမူသဘောတူတာမဟုတ်ဆဲရင်ကောင်းသဘောတူတဲ့အစိမ်းမရှိတယ်။ဆဲရင်ကောင်းသဘောတူလိုက်တဲ့ကိစ္စကိုရာရင်မူကဥက္ကဋ္ဌကရောညှိမှိုင်မှုရှိတယ်။ဒါကိုကျွန်တော်တို့ကဂျီဘူးကအားဖြင့်အကြံပြင်းနိုင်ငံရေးအရာရောစီရေးအရာရောသိဖို့လိုရတယ်။ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ စီရေးပြည်ပခနိုင်ငံရေးပြည်ခနိုင်ငံရေးပြည်ပခကနေပြီးတော့တော်လန်ရေးအဆင့်ရေချင်မြင့်လာပြီးတော့စီရေးပြည်ပခအခြေအနေတွေကိုရောက်လာပြီအဲ့တော့တော်လန်ရေးနိုင်ငံရေးစီရေးပြည်ခဖြစ်နေတဲ့၃မျိုး၃မျိုးပေါ့နော်၃ပွင့်ဆိုင်ပေါ့စီရေးရဲ့နိုင်ငံရေးရဲ့တော်လန်ရေးစီရေးနဲ့နိုင်ငံရေးနဲ့တော်လန်ရေးဆိုတာလည်းမတူညီပါဘူးတော့မတူညီပါဘူးတော်လန်ရေးဆိုတာကအထိပ္ပယ်ရှိတယ်စီရေးဆိုတာကအထိပ္ပယ်ရှိတယ်အထိပ္ပယ်ကမတူဘူးစီရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့ရတယ်တော်လန်ရေးဆိုတဲ့နေရာမှာငင်းငယ်ရေးယူလို့မရဘူးကျွန်တော်တို့ကတော်လန်ရေးလုပ်နေတာလားစီရေးလုပ်နေတာလား ဟာစစ်တိုက်နေတာပဲဆိုတာစီရင်လို့တွက်လို့မရဘူးကျွန်တော်တို့ကပြည်သူလူထုအလုံးစုံစနစ်ဆိုးအောက်ကလုံမြောက်ဖို့အတွက်စစ်အာဏာရှင်စနစ်ဆောင်ရပြောလို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့မကြိုက်ဘူးမကြိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲစကားစကားပဲလှုပ်ပြီးလှုပ်ပြီး NUG ကပဲလှုပ်ပြီးလှုပ်ပြီးစစ်မှန်တဲ့မူတော့ရှိရမယ်စစ်မှန်တဲ့မူတော့ရှိရမယ်ကျွန်တော်တို့ပြည်သူလူထုကလည်းအဲ့တော့ဒီကျွန်တော်တို့ကလည်းဒီအဲ့ဒီမူတွေကိုနားလည်မှသာလဲကျွန်တော်တို့ကတိမှသာလဲကျွန်တော်တို့ကဝေဖန်အပြစ်တင်ဆောလို့ရမယ် အဲကျွန်တော်ပြည်သူလူထုကိုအဲကျွန်တော်တို့ကစကားပြောတဲ့နေရာမှာအဲဘာလို့ထိမ့်ပြီးပြောနေတာလဲတချို့ကတကြတော့ကျွန်တော်တို့ပြောတကူမအကြောင်းဖော်ပါလားလို့ဟိုဟိုအကြောင်းဖော်ပါလားကျွန်တော်ဟိုအကောက်မှာကျွန်တော်အများနဲ့ပိတ်ခံရတယ်နော်ကျွန်တော်ဗမာလူနန်းနန်းအောင်အကောက်မှာအများနဲ့ပိတ်ခံရတယ်ဘာလို့ပိတ်ခံရလဲဆိုတော့ကျွန်တော်နန်းနန်းအောင်ဆိုတဲ့နာမည်နဲ့ Facebook မှာတော့မှတုံတုံစာရေးလို့မရဘူးကျွန်တော်ဟိုဘက်ကအကောက်အကြီး6လပိတ်ခံထားတဲ့အကောက်ကြီးဆိုအဲ့ဒီထဲမှာ NUG မှာရော NLD မှာရောနိုင်ငံတကာမှာရောစာပေဂီတမှာရောအကုန်လုံးတကယ်ကိုလူပုဂ္ဂိုလ်တွေအများကြီးပါ6လပိတ်ခံရတယ် ဘာကြောင့်လဲဆိုတော့အမှန်တရားကိုပြောရင်ဒီနိုင်ငံမှာပြောလို့မရဘူးအမှန်တရားကိုပြောရင်ဒီနိုင်ငံမှာကြောက်နေရတယ်ဒီဘက်မှာရှိတဲ့လူတွေကလည်းမဲဆောက်လောက်ကနေနေပြီးတော့ဟိုလိုလှုပ်လိုက်ပါလားဒီလိုလှုပ်လိုက်ပါလားခင်ဗျားတို့ပြောကြတယ်ကျွန်တော်တခါကျစဉ်းစားတယ်ခင်ဗျားတို့မူဝါဒတွေရေးဆွဲတယ်အဲအဲ့တော့တခါတကျရင်ခင်ဗျားတို့ဒီပြည်ပမှာနေပြီးတော့တော်လန်ရေးမှာဒီနေ့တော်လန်ရေးကိုကြည့်တယ်ပေါ်ပူလာဖြစ်ချင်တဲ့လူကများရတယ်ကအဟိုအကြောင်းတရားအခြေအနေတခုကိုသိချာမသုံးတတ်ဘူးအဲ့တော့ဟိုဟိုကိစ္စတခုကမပြီးသေးဘူးဖြစ်ချင်တဲ့စိတ်ကများနေတယ်အပြစ်တင်စောကြတယ်ပေါ့ ကျွန်တော်တို့ကဖားစရာလည်းအကြောင်းမရှိဘူးကားစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့သွားရမယ်ရန်သူကမိမလို့မိမရမိမချင်းမိမချင်းဟာလာနှစ်ပေါင်း80လောက်ကျွန်တော်တို့ပုံမှာနီးမျိုးစုံနဲ့ကလင်ကချစ်ကြပြီးတော့လှုပ်ချင်တိုင်းလှုပ်ခဲ့တဲ့လူတွေလေဒီဟာတွေကိုကျွန်တော်တို့ကတက်တက်ကြီးသွားတွေ့ရင်အပြော့ကိုအပြော့နဲ့တိုက်လို့မရဘူးလုံသွားတယ်အပြော့ကိုအမာနဲ့တိုက်ရတယ်အမာကအပြော့နဲ့တိုက်ရတယ်အဲ့ဒီဥစ္စာကစီးရေးနိုင်ငံကြီးမှာတုံးရတဲ့မဟာဗျူဟာကြကြစင်စါတွေးခေါ်ရတဲ့တုံးတော့ရတယ်တုံးတော့ပြတယ်ဒါကိုကျွန်တော်မိဘပြည်သူတွေထိုက်တင်လာတော့နားလေတာဘူးလို့လုပ်တယ်ကျွန်တော်ပြောချင်တယ်တခိုးတွေရဲ့အကြောင်းကိုကျွန်တော်စာပြောခဲ့ပြီးပြီအဲ့ပြီးတော့ ဟိုအုပ်ချုပ်မှုရန်တရားမှမှန်ကန်တဲ့လူတွေကိုကျွန်တော်ပြောခဲ့ပြီးသွားပြီကျွန်တော်မှပြောစရာကကျွန်တော်တို့ရဲ့တိုင်းသားပြည်သူလူထုပဲရှိတယ်ပြည်သူလူထုတွေသဘောပေါက်နားလည်လွယ်မဲ့စကားကိုပဲကျွန်တော်ရွေးပြောမယ်အဲနောက်ဆိုရှင်ကျွန်တော်ဥပမေဥပမာရတယ်ပြောပြမယ်အဲ့တော့ဇလေးတော်လိုင်းရေးဘယ်အဆင့်ထိရောက်ပြီလဲစကားစဘက်ကနေရွေးကောက်ပွဲပြီးသွားရင်တချို့တဝက်တော့လူတွေရခိုင်ရေးပိုင်နဲ့၌ငါးခုဖမ်းသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၁၄ဦးကို အေဖန်စီရခိုင်ရေပိုင်နဲ့အတွင်းကိုဝင်ရောက်ပြီးတရားမဝင်၅ခုဖမ်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၅ဖမ်းသမား၁၄ယောက်နဲ့၅ဖမ်းဆက်လီနှစ်စီးကိုအာရခတ်တော် AA ရဲ့ကမ်းခြေစောင့်တပ်ကစက်တင်ဘာ30ရက်မှာဖမ်းဆီးခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖန်သမားတွေဟာငါးဖန်ဆက်လီတစင်းမှာလူ9ယောက်စီနဲ့မောင်တော်မျိုးနဲ့မြင့်လွကြီးရွာရဲ့အနောက်ဘက်ရှိ၄ကီလိုမီတာလောက်အကွာအဝေးမှာတစည်းနဲ့မောင်တော်မျိုးနဲ့တဝင်းချောင်းကြီးရွာရဲ့အနောက်ဘက်မီတာ၈၀၀လောက်กว่าမှာတစည်းဖန်စီရမိခဲ့တာလို့အာရခတ်တတော်ကန်းချီဆောင်တက်နဲ့နီးဆက်သူတယောက်ကပြောပါတယ် ဘင်္ဂလားဒေ့ရှ်ကရေပိုင်နဲ့ကြော်ပြီးငါးခုဖမ်းနဲ့ငါးဖမ်းပုံနှစ်စီးနဲ့ငါးဖမ်းသမား၁၄ယောက်ကိုဖမ်းဆီးထားတာရှိတယ်။သူတို့ကရခိုင်ရေပိုင်နဲ့ကိုခိုးဝင်ပြီးငါးဖမ်းကြတာကြောင့်ဖမ်းဆီးထားတာသူတို့ကိုကီဇဲဥပဒေနဲ့အညီအရေးယူနိုင်ဖို့ဆောင်ရွက်နေတာရှိတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကငါးဖမ်းသမားတွေဟာရခိုင်ရေပိုင်နဲ့တဲကိုဝင်ပြီးငါးခုဖမ်းကြတာကြောင့်မကြာခဏဆိုသလို လက်တက်ကဖမ်းဆီးခဲ့ပြီးအစောပိုင်းမှာဘင်္ဂလားဒေ့ရှ်နေချာဆောင်တက်နဲ့ညှိနှိုင်းကပြန်လွတ်ပေးခဲ့တာရှိပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေဟာရခိုင်ရေးပိုင်းနဲ့တဲကိုဝင်ပြီးရခိုင်ငါးဖမ်းသမားတွေကိုအုပ်စုဖွဲ့အနိုင်ကျင့်ကြတယ်လို့စက်တင်ဘာ၁၁ရက်ကလည်း AA ရဲ့ကမ်းခြေဆောင်တက်ကအရာရှိတယောက်နဲ့တပ်ဖွဲ့ဝင်တယောက်ကိုတတ်ပြီးတနက်လူယူထွက်ပြေးသွားတယ်လို့ AA ကထုတ်ပြန်ပါတယ်။အဲတွားနိုင်တယ်။စကားစအောက်တွားနိုင်တယ်။ကျွန်တော်ကိုပင်လေလွန်ခဲ့သော၂လလောက်က เนาะสากะสาจีกောက်ปวยမလုတ်ခင်ကပင်ကျွန်တော်ကိုအဲပြည်တွင်းကိုပြန်ဝင်ပြီးတော့အဲပူပေါင်းဆောင်ရွက်ပြီးအကြံဉာဏ်ပေးဖို့အတွက်ကိုကျွန်တော်နှိုးဆော်တယ်ကျွန်တော်တော့ပြောလိုက်ပါတယ်စဉ်းစားအောင်မယ်လို့ပြီးတော့ကျွန်တော်တို့ကသွားနေတာလူလူရဲ့စာနာနဲ့အညီသွားနေတာကျွန်တော်တို့ဒီအချိန်မှာလူလူကအဲစကားစားတဲ့ပူပေါင်းမှာဆောင်းစကားစကားစားစကားမှာပေါ့ဗျာအခုစကားမှာပေါ့စစ်ကောမရှင်စစ်ကောမရှင်ကနေပြီးတော့အစိုးရတရားဖြစ်သွားလို့ရှိလို့ရှိရင်ငင်းငင်းလေးယူကြပါဆိုစိတ်ဝင်စားဘူးဘယ်တော့အခါမှစစ်မှန်သောငင်းငင်းလေးဖြစ်လာမှာမဟုတ်ဘူးအဲ့ဒါဘာလို့လဲဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေတဲ့မြောက်ကာလ နောက်နှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုရှိနေသမျှကာလပတ်လုံးအဲ့နှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားနေသမျှကာလပတ်လုံးကျွန်တော်တို့နိုင်ငံဘရောမှလူရဝင်မှာမဟုတ်ဘူး။ဒါဆိုဒီနှစ်နောက်ချစ်ဖွဲ့စည်းပုံအခြေခံဥပဒေဒီတရုတ်စိတ်ကြိုက်ရွေးဆွဲခဲ့တဲ့ဥပဒေဖြစ်တဲ့အဲ့ဥပဒေဒီတက်လာသမျှအစိုးရလှုပ်ချိန်တိုင်းလှုပ်လို့ရတဲ့မူဝါဒတွေပါတယ်။တခြားလေးလာဖို့တော့လိုတယ်။ကျွန်တော်အားအားသလိုကျွန်တော်ဥပဒေအကြောင်းအရာနဲ့ချက်လက်တွေပြောပါမယ်။အဲ့နောက်နောက်ကျွန်တော်လိုက်လွင့်တဲ့ခါကျရင်ရွေးကောက်ပွဲကိုဘယ်လိုနည်းနဲ့တိုက်ဖြတ်ရမလဲဆိုတဲ့ကိစ္စကိုကျွန်တော်ပြောပါမယ်။အဲ့ကျွန်တော်ရွေးကောက်ပွဲကိုနည်းမျိုးစုံနဲ့တိုက်ခိုက်တဲ့နေရာမှာကျွန်တော်တို့ကအဲငိမ့်ညမ်းစွာ โอเคဟုတ်ပြီအဲ့ဒီကြရင်တရွာနဲ့တရွာမသွားဘူးကွာငါတို့ဂျွာတွေကနေဂျွာပြင်းမထွက်ဘူးကွာတော့ PTA တွေကလည်းဒီလိုပဲငါတို့ကတော့ဟိုတရွာနဲ့တရွာကိုဂျွာတွေကိုမထွက်ခိုင်းဘူးကွာဂျွာတွေကိုတလားတော့မင်းဂျွာလည်းငါမလာငါဂျွာလည်းမင်းမလာနဲ့ဆိုတာတစ်ဖက်တော့ပေါ့ကွာအဲ့ယူကောက်ပဲသွားလာတစ်ဖက်တော့ဟိုလူတို့ကအတန်တိတ်တပိတ်တွေလောက်ပါမယ်လိုအပ်လို့ရှိရင်လမ်းတွေဝလုံးတွေနဲ့ပိတ်တဲ့ပိတ်မယ်တပိတ်တွေလဲတဲ့လဲမယ်လမ်းတွေမှာလူသွားလို့မရအောင်ကျွန်တော်တို့လုပ်တဲ့လောက်ပါမယ် ျွန်တော်တို့မှာလက်နဲ့မဲ့ဆန္ဒပြပိုင်ဝင်ရှိတယ်။ကျွန်တော်တို့စာတမ်းတွေရေးဆွဲတင်ရေးဆွဲရမယ်။ဒါကကျွန်တော်တို့ရဲ့လောက်ကမဲ့အစင်တန်း။အဲ့တော့ပြည်တွင်းမှာရှိတဲ့လူတွေကစကားစကားဒီဇင်ဘာလမှာပါဘာလို့ရွေးကောက်ပွဲလုပ်တာလဲဆိုရင်ပျော်ပွဲရွှင်ပွဲတွေနဲ့အတူကျွန်တော်တို့ပြည်သူလူထုအပြစ်မဲ့တဲ့ပြည်သူလူထုကိုလမ်းပေါ်ဆွဲခေါ်ပြီးရုပ်ရင်းဆန်ကားဖြစ်အောင်လို့တမင်တသက်ဖန်တီးပြီးတော့လုပ်မဲ့ရွေးကောက်ပွဲဖြစ်တယ်။ဒါကိုကျွန်တော်တို့နားလည်ဖို့လိုတယ်။အဲ့တော့အားလုံးကျေးဇူးတင်တယ်။တခိုးတွေကိုလည်းသတိပေးမယ်။မင်းတို့လိန်နာတွေရက်ပါကျေးဇူးပြုရအောင်။ပြည်သူလူထုအားနာပါ။ပြည်တွင်းကလူတွေထမင်းကနေကြပြီ။ မိသားစု၃ယောက်ရှိတဲ့အိမ်ကတလောက်၅သိန်းလောက်တော့မှမလောက်ချင်ကြဘူးပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ငွေဝယ်ကြုံတွေပဲပြောအောင်ပါဗျာကျွန်တော်တို့မိကောင်းဖခင်သားသမီးတွေဒီဘက်မှာသူများအလုပ်လုပ်ပြီးတော့ချွေးနဲ့စားတဲ့နဲ့လှူဒန်းနေတဲ့ပတ်စံတွေကိုမိမိကြီးထိုင်စားနေတဲ့လူတွေကိုလည်းသတိပေးကြတယ်။မင်းတို့မဆက်ဘူးလားလို့နော်အဲ့တော့လက်လေး၃ချောင်းလေးထောင်လိုက်အရေးတော်ပုံအောင်အမီအော်လိုက်ကိုပြောချင်တာတွေပြောလိုက်ဟာမူဒီပေးတယ်ပြောလိုက်ပြည်သူလူထုကိုမျှော်လင့်ချက်အမှားတွေပေးလိုက်တဲ့ကိစ္စကိုရတန်းရပါကျေးဇူးပြုပြီးတော့ပြီးတော့ပြည်ထောင်မှာရှိနေတဲ့ကျွန်တော်တို့ရဲ့တက်ကြွလှူရှားသူတွေနိုင်ငံရေးသမားတွေအဲကျွန်တော်တို့ ကျွန်တော်တို့ဒီနော်ဒီ NLD အစိုးရလက်ထက် NLD ခေတ်ခေတ်မှာကျွန်တော်တို့ကပုပ်ကိုအမျိုးတေပါတီအမျိုးတေတွေနဲ့ဖြစ်ခဲ့တဲ့ပြဿနာတွေမှာဒါကပြည်သူလူထုနဲ့မဆိုင်ဘူးဆိုတာကိုကျွန်တော်အရင်ဆုံးပြောချင်တယ်။အဲ့ဒီတက်ပတ်သက်ပြီးတော့ကျွန်တော်တို့ကစာခါစာဘက်ကိုတိုင်းပြည်ကတော့ပျက်စီးတော့မှာပဲငါတို့ကဒီလိုကယ်မရမယ်ဆိုတော့လူဘိန်းအတွေးတွေမတွေးဘူးလေမြေတားရခိုင်နဲ့အကျေးဇူးပြုပြီးတော့ခမားတို့ရဲ့လောက်ရတရားဒါတမိုင်းတက်တရားဒီအချိန်မှာတော်လိုင်းရေးအဆဆိုတာကိုမှတ်ထားပါနော်အဲ့တော့ဘာသာမတူလူမျိုးမတူတဲ့လူတွေလည်းအဲကိုကိုကိုပြန်ပြီးတော့တုံ့တန်ကြပါငါတို့ကဘာအတွက်အသက်ရှင်နေတာလဲဆိုတာကျွန်တော်တို့မှာဂုံသိက်ကရှိတယ်ကျွန်တော်တို့မှာ အလူကုံတိတ်ခိတ်တိတ်တိတ်ခါရှိတယ်ကျွန်တော်တို့လူကုံတိတ်ခါဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်တစ်ပြည်ရဲ့လူကုံတိတ်ခါကကမ္ဘာအလယ်မှာဘယ်လောက်ထိမျက်နှာငယ်နေရလဲဆိုတာကိုပြည်ပကလူတွေပူတည်တယ်ပြည်ပမှာနေနေတဲ့အခုလက်ရှိထိုင်းတို့မလေးရှားတို့စင်ကာပူတို့ဟာလာတောင်ကိုရီးယားတို့ဟုတ်လားဂျပန်တို့မှာရှိနေလူတွေပိုတည်တယ်။သူများမလုပ်ချင်တဲ့လုပ်တွေကျွန်တော်တို့လုပ်နေရတယ်။ကျွန်တော်တို့ညီကောင်မတော်မတွေလူကုံတိတ်ခါတွေရောင်းစားခံရရတယ်။အဲ့တော့လူကုံတိတ်ခါတွေကိုငဲကြပါ။မင်းတို့တခိုးတွေအုပ်စုရောပြည်ပမှာရှိတဲ့စားကားစားနဲ့ပေါင်းပြီးရွေးကောက်ပွဲဝင်မဲ့လူတွေပေါ့ကျွန်တော်အနေနဲ့အသတိပေးပြောချင်တယ်။ကျွန်တော်တို့ကတမိုင်းရေးနေတာ။အမှန်တရားကိုရှာနေတာ အမှန်တရားဆိုတာငွေနဲ့ပေးလို့မရဘူးပြည်သူလူထုကဆုံးဖြတ်မှရတာပြည်သူလူထုကလည်းမညံ့ကြဘူးပြည်သူလူထုကလည်းလေ့လာကြဘူးကျွန်တော်အနေနဲ့တိုက်တွန်းခြင်းနဲ့အဲဟိုလူတွေကလိုက်ပြောလိုက်တယ်ဘာလို့ပြောလို့ပြောမှမသိဒီလူတွေကပြောလိုက်တယ်ဘာလို့နားတွေလိုက်ရောက်ပြီးတော့ပြောနေတဲ့စကားတွေလည်းကြက်ကြတာနော်ခင်ဗျားတို့တိတ်ပြီးတော့အဲနိုင်ငံရေးမှာဆရာကြတယ်ဆိုရင်ကျွန်တော်ဆွေးနွေးခြင်းနဲ့လူတိုင်းဖိတ်ခေါ်ပါတယ်အဲ Facebook မှာ10လီတာ17လီတာနော်အားလုံးဖိတ်ခေါ်တယ်တိတ်ပြီးတော့နိုင်ငံရေးရတိတ်နားလေတယ်ဥပဒေရတိတ်ပြတ်သားတယ်ဆိုရင်ကျွန်တော်တခွန်းချင်းနေမေးခြင်းနော်အဲ့တော့ ဟိုကျွန်တော်တို့ပြည်သူလူထုကလည်းမြန်မာနိုင်ငံကဟိုဘယ်လိုပြောလဲစိတ်ပန်းဖြေဖို့လူမှုကွန်ရက်စာမျက်နှာတွေတုံးကြတယ်ပြည်တွင်းမှာနေတဲ့လူတွေကစိတ်ပန်းဖြေဖို့ဟာတာအပေါ်ကကြီးကြတယ်ကျွန်တော်တို့နိုင်ငံကတဖြည်းဖြည်းနဲ့စိတ်ပန်းဖြေရင်စိတ်ထွက်ပေါက်တွေအဖြေရှာရင်လည်းစောက်ပေါ်တွေဖြစ်နေတာကိုကိုမသိကြဘူးနော်ကျွန်တော်တို့မြန်မာကားတွေလိုက်ကြည့်လိုက်နောက်ပိုင်းမှာစောက်ပေါ်ကားတွေများလာတယ်လို့ပဲ Facebook မှာလည်းစောက်ပေါ်တွေများလာတယ် ကိုထင်တာကိုပြောချင်တဲ့ကောင်လေးဟိုလူစောက်ပြစ်တယ်ဒီလူစောက်ပြစ်တယ်ကိုကြည့်တော့ဒီမှာနေနေလဲဆိုရင်မဲဆောက်လို့ချင်းမိုင်လို့ဟာလာအမေရိကတို့အော်စီတို့မှာနေပြီးတော့ကိုထင်တာကိုပြောကိုလှုပ်ချင်တာကိုလိုမြေပြင်မှာဟိုရဲဘော်ကတော့အလှူခံရဖို့အတွက်ဟိုဟုတ်ရင်လဲဟုတ်တာလဲပါရင်ပါမယ်မဟုတ်တာလဲပါရင်ပါမယ်သူရဲ့စိတ်ခံစားချက်တွေလည်းရှိချင်ရှိမယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကိုကောက်ယူပြီးတော့ဟိုလူအပြစ်တင်ဒီလူအပြစ်တင်တဲ့ကိစ္စတွေကိုရလိုက်ပါနော်အချိန်တိုင်းဖားနေငါနဲ့ကွဲလာမှာအားလုံးကိုကျေးဇူးတင်တယ်အဲကျွန်တော်ဒီကတော့ဒီလောက်ပါပဲနော်စိတ်